ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ1ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲပါလာရုံပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့မိုးကုတ်မြို့မှာမိုးမိတ်မြို့ဘက်ကိုခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KNA PDF ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှု KNA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးအတီးပြုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမိုးကုတ်မြို့မှာမိုးမိတ်မြို့ဘက်ကိုကြီတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KAK PDF အပအဝင်တော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းသတင်းရင်းမြစ်ကပြောဆိုခဲ့ပြီးအဆိုပါသတင်းမှာမကန်ကြောင်းကိုလည်း KAK KIU ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူကလည်းအတည်ပြုလိုက်ပါတယ်။ဒီမှနေ့နိုဝင်ဘာလ30ရက်နေ့ည8:00နာရီအချိန်မိုးကုတ်မြို့ဘက်ကနေမိုးမိတ်မြို့ဘက်ကိုထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KAK PDF အပအဝင်တော်လိုင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အဆိုပါတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေဆဲဖြစ်ကြောင်း KIA KIO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါတယ်။မနေ့ည၈နိုင်ဝန်းကျင်မိုးကုတ်ကနေမုံမိတ်မြို့တဲကိုသွားတဲ့လမ်းကြားမှာတိုက်ပွဲဖြစ်တာပါ။ကျွန်တော်တို့လည်းအသေးစိတ်မသိရသေးဘူး။အဲ့ဒီဘက်ကဖုန်းလိုင်းတွေကတ်တော့တဆင်ပြီးတဆင်မင်းနေရတယ်အဲ့ဒီတော့မိုးကုတ်မိုးမိတ်အကြာလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တယ်လို့ဘုံမူကြီးနော်ဘူးကဆိုပါတယ်ဘုံမူကြီးနော်ဘူးကနိုဝင်ဘာလဇက်ပိုက်ရေကုတ်ခေတ်တဲ့တရင်ဌာနနဲ့ဆက်သွယ်မေးမြန်းချက်မှာ TNL စုခွာမဲ့မုံမိတ်မြို့မှာ ABSDF နဲ့ PDF တို့ကို KNA ကစီရင်ကူညီမှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။မုံမိတ်မြို့နယ်မှာ KNA တရင်များရှိပြီး ABSDF PDF တို့နဲ့အတူပူးရဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KNA အနေနဲ့ TNL စုခွာမဲ့မုံမိတ်မြို့နယ်ပတ်သက်၍စီရင်အရာဆောင်ရွက်ရမရှိပေမဲ့ ABSDF နဲ့ PDF တို့ရဲ့စီရင်လှုပ်ရှားမှုများလှုပ်ဆောင်လာရင် KIA ကကူညီသွားမှာဖြစ်ကြောင်းပုံမူကြီးညော်ဘူးကဆိုပါတယ်။မုံမိတ်မြို့နယ်တဲမှာကျွန်တော်တို့ KIA တရင်34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်အခြေချထားတယ်။မုံမိတ်မြို့နယ်ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် APSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်လို့ပုံမူကြီးညော်ဘူးကဆိုပါတယ်။မုံမိတ် KIA ပြည်သူ့ကာကွယ်အဖွဲ့ကလည်းမုံမိတ်ခရိုင်အတွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရာ မိတို့ပင်အခက်ခဲနဲ့ကြုံတွေ့ဈေးကမှုပြည်သူနဲ့တားရရှိနေမှာဖြစ်ကြောင်းဒါအပြင်စစ်ကော်မရှင်လက်အောက်သို့မကြောက်စေရန်နဲ့တော်လိုင်းအောင်မြင်မှုပန်းတိုင်စီကိုအမြန်ဆုံးရောက်ရှိစေရန်တော်လိုင်းညီနာမမိတ်များနဲ့အတူပူးပေါင်း၍အောင်မြင်မှုရသည့်အထိဆက်လက်ကြီးတက်သွားမှာဖြစ်ကြောင်းဂရိတ္တစာပြုထားပါသည် TNL ကအော်တိုဘာလ29ရက်နေ့မှာတရုတ်ရဲ့ဂျာဝင်စီစံမှုနဲ့စစ်တပ်နဲ့အပြစ်ခတ်ရဆဲလိုက်ပြီးမိုးကုတ်နဲ့မိုးမိတ်မြို့များမှာပြန်လည်ဆုတ်ခွာမှာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ဝက်လက်နဲ့ရွှေပူမြို့နယ်မှာစစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား34ဦးသေဆုံးပြီးလက်နက်မျိုးစုံ17လက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်နဲ့ရွှေပူမြို့နယ်တို့မှာအကြံဖတ်စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား34ဦးသေဆုံးပြီးလက်နက်မျိုးစုံ17လက်သိမ်းဆည်းရရှိခဲ့ကြောင်းရွှေပူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကဖတ်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ နိုဝင်ဘာလ29ရက်နေ့မနက်6:00နာရီခန့်မှာဝက်လက်မြို့နယ်စိုင်းတိုင်းလေးရွာအတွင်းတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားအင်အားတရာခန့်ကိုတော်လန်ဤတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးအများအပြားတိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုရွှေဘူခလာရ40နှစ်တက်မှဟဝေဇာလက်နက်ကြီးတွေနဲ့19ချိန်ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီးမုံရနာမခမှာလဲဂိုင်ရိုကော့ပတာ3စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ် ထိုတိုက်ခိုက်မှုတွေကိုရှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ PDO ရှေဘုံမြို့နယ်တိုက်နယ်ငါဂလုံကြီးပကဖအဖွဲ့တိုက်နယ်နှစ်ပကဖအဖွဲ့တို့နဲ့ပူးပေါင်း၍မဟာမိတ်ညီနောင်တရင်များဖြစ်ကြသောရှေဘုံခရင်တရင်15 18 23 26 96တုံည6တူကေတော့ဝီကန်နဲ့ဝက်လက်မြို့နယ်နေမီကန်သတိရှင်တိုက်နယ်ပကဖဗရမများအဖွဲ့နဲ့နေမီကန်ပကဖအဖွဲ့များပူးပေါင်းလှုပ်ဆောင်ကြကြောင်းသိရှိရပါတယ်အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာကိုအားဖြင့်တင်းရင် ရင်းနှီးမွန်လွယ်၃နိုင်ခန့်မှာရွှေဘုံမြို့တောင်ပမုံမှာထွက်ခွာလာတဲ့အကြံဖတ်စစ်တရေတပ်မ33လောက်ခန့်ခမရ17ခလရ42နဲ့ပြူစောထီများပူပေါင်းထားတဲ့အင်အား90ခန့်ပါစစ်ကြောင်းဟာရွှေဘုံမန္တလေးလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးလာစဉ်ညနေ9နိုင်ခန့်ထိတော်လိုင်းတပ်ဖွဲ့များဖျက်တောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ30ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာရွှေဘုံမြို့တောင်ပမုံကိုစစ်တပ်စစ်ကြောင်းပြန်လည်ဆုတ်ခွာတော့ကြောင်းသိရှိရပါတယ်။ တိုက်ပွဲအတွင်းတော်လိုင်းပူပေါင်းအဖွဲ့ဘက်မှရဲဘော်လေးဦးထိခိုက်ဒဏ်ရာရရှိကာညီနောင်မမိတ်တရင်ကိုခွန်တုံညာချောက်မှတက်ထောက်ဖို့တဦးနဲ့ရွှေဘုံမြို့နယ်ပကဖတ်ရဲဘော်တဦးမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။အချက်ဖတ်စစ်တပ်ထံမှလည်း MA1 တနက်9လက် MA2 တနက်2လက် MA3 တနက်2လက် MA4 တနက်2လက် RPG တလက် RPG 73ဖူး60မမ9ဖူး RPG ပို့ကြီး8တောင်းကြီပေါက်7ခုအင်နာဂါ2ဖူးနဲ့ နနတိနှလုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ခွေးတွေဘက်က34ဦးသေဆုံးပြီးအများအပြားတိကျတဲ့ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးစစ်ကြောင်းပြတ်ပြီးတော့ရွှေဘုံမြို့တောင်ဘက်မုတ်ကိုပြန်လည်ဝင်ရောက်သွားတယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကဖတ်မှတောင်းဝန်ရှိသူကဆိုပါတယ်။ရင်းတက်ခဲမှုကိုရွှေဘုံမြို့နယ်ဘက်ကဖတ်တိုက်ခိုက်ရေး PDO အဖွဲ့တိုက်နယ်1 2 3 4 5 6ဘက်ကဖတ်တိုက်ခိုက်ရေးအဖွဲ့များ တပည့်ရင်မြို့နယ်ပက္ကဖဂလုံမင်းတက်ခရီးအဖွဲ့နဲ့ရွှေဘုံမြို့နယ်ပက္ကဖဒရုန်းအဖွဲ့တိုက်နယ်ငါပက္ကဖဒရုန်းအဖွဲ့နဲ့မဟာမိတ်ညီနောင်တရင်များဖြစ်ကြသောရွှေဘုံခရိုင်တရင်15 18 23 26 9936 together weekend တို့ပူးပေါင်းလှုပ်ဆောင်ကြကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဗမော်မှာစစ်တပ်အရာရှိတအူးစနိုက်ပါထိမှန်သေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်နဲ့ KNA PDF တို့တိုက်ပွဲပြင်းထန်နေတဲ့ ဗမော်မြို့မှာနိုဝင်ဘာလ25ရက်နေ့ကစစ်တပ်အရာရှိတအူးစနိုက်ပါထိမှန်တေဆုံသွားခဲ့ပါတယ်။တေဆုံသူမှာဗိုလ်ကြီးအောင်ကိုကို DSA 60ခမရ3239ဖြစ်ပြီးစနိုက်ပါကြီးထိမှန်၍မျက်လုံးတစ်ဖက်ကျွတ်ထွက်ဒဏ်ရာနဲ့တေဆုံခဲ့ခြင်းဖြစ်ပါတယ်။ဗိုလ်ကြီးအောင်ကိုကကချင်ပြည်နယ်မြစ်ကြီးနားမြို့ယူဇနာရက်ကွက်အိမ်မက်51မှာနေထိုင်သူဖြစ်ပြီးဖခင်မှာလည်းစစ်တပ်အငိမ့်စားပုံမှုခင်မောင်ညူဖြစ်ပါတယ်။တနင်္လာနေ့ပါရှိလာတဲ့ဗမော်မြို့သိမ်းတိုက်ပွဲမှာ နေမည်ဖြန့်နေရာယူလာတဲ့စစ်ကောင်မရှင်တပ်များအထိနာနေပြီးနောက်ဆုံးနေရာကြောင်းသိရှိရပါတယ်ဗမော်မျိုးပြင်းထိတိုက်ပွဲကျဲပြန့်လာပြီးစစ်ကောင်မရှင်က KNE ထင်းချုပ်ရာနေရာချို့ကိုစစ်ကြောင်းထွက်လာပေမဲ့လည်းအထိနာပြီးတပ်ပြန်ဆုတ်နေရာကြောင်းသိရှိရပါတယ်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၄ရက်နေ့မှာစတင်ခဲ့တဲ့ဗမော်မျိုးသိမ်းတိုက်ပွဲဟာ KNE ဘက်မှအသာစီးယူနေမည်စွမှုမှုရယူထားရမှာ စစ်ကူတင်မောများရောက်ရှိလာချိန်မှာစီရေးချီနေပြောင်းလဲဖြစ်လာခဲ့ပြီးနှစ်ဖက်အပြန်အလှန်စစ်ကြောင်းထုတ်တိုက်ခိုက်ရတဲ့အခြေအနေကိုရောက်ရှိခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့အလင်းဝင်စစ်မှုတပ်အများစုစစ်တပ်ကိုပြန်တော်လှန်နေကြတဲ့ဆိုကြောင်းတင်ဆက်ပေးပါမယ်အလင်းဝင်လာတဲ့စစ်မှုတပ်တပ်သားအများစုဟာတော်လှန်ရေးတပ်သားများဖြစ်လာကြောင်းမြန်မာစစ်ဘက်ရဲရဲနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MTSI ကဆိုပါတယ်နိုဝင်ဘာလ30ရက်နေ့ MTSI ကထုတ်ပြန်လိုက်တဲ့ ပြည်သူစစ်မှုတန်းဥပဒေဖော်ဆောင်တည်ရမှုလိလဆန်းစစ်ချက်စီရင်ခန်းစာမှာအထက်ပါတိုင်ဖော်ပြထားပါတယ်။တပိုင်းတိုင်းစစ်တေသဗျူဟာ32ကျစ်တဲ့နဲ့စစ်ကြောင်းကိုဆက်သွယ်ပူးပေါင်းလာတဲ့အောင်စရာစစ်ကြောင်းမှစစ်မှုတန်းတပ်သားတွေဟာတော်လိုင်းတပ်ဖွဲ့များဖြစ်ပါဝင်နေကြသလိုတောင်ပိုင်းစစ်တေသဒေါနာစစ်ကြောင်းဂျိုကာစစ်ကြောင်း KNL နဲ့ PDF ပူးပေါင်းတပ်တွေမှလည်းအလင်းဝင်စစ်မှုတန်းတပ်သားတွေများပူးပေါင်းတိုက်ပွဲဝင်နေကြောင်းချစ်ပြည်နယ်ကိုဒိုးစစ်ဆင်လာတဲ့စစ်ကြောင်းမှာ အလင်းဝင်လာတဲ့စစ်မှုတပ်တပ်သားတွေဟာလည်းကလေးခင်ပကဖနဲ့တူပူပေါင်းတိုက်ပွဲဝင်နေကြောင်း MDSN ကဖော်ပြပါဗါတယ်။2025ခုနှစ်အလင်းဝင် report တွေကိုကြည့်လိုက်ရင်ပစစစ်မှုတပ်တပ်သားတွေရဲ့အလင်းဝင်နှုန်းကသတိစစ်သားတွေထက်တဝက်ကျော်တော့မဟုတ်ဘူး၃ပုံ၂ပုံလောက်ရှိတယ်။ဒါပေမဲ့စစ်တပ်ထဲမဝင်ချင်းဘဲနဲ့ဝင်လိုက်ရတဲ့ပစအရေးတွက်တစ်ခုတသိန်းနာနီးနေတဲ့အချိန်မှာအလင်းဝင်လာတဲ့အရေးတွက်ကအလွန်ဆုံးရှိတထောင်ကျော်ပါပဲ။တိတ်နေနေတယ် ဘာကြောင့်နင်းနေတာလဲဆိုတာတော်လိုင်းရေးဘက်ကအပြေရှာကြဖို့လိုမဲလို့နေဆက်ဒေတာခြေဆိုင် CDM အရာရှိတဦးကပြောပါတယ်။စစ်မှုထမ်းတပ်သားများထွက်ပြေးလွတ်မြောက်ရန်ခက်ခဲနေခြင်းမှာစစ်တပ်ရဲ့ဝါဒဖြန့်ချိန်ချမှုတွေကိုယုံကြည်ကြောက်လန့်ခြင်းတော်လိုင်းရေးတပ်ဖွဲ့များထံမိတို့ဆက်သွယ်ရမည်ကိုမသိရှိခြင်းဆက်သွယ်ရန်မလွယ်ကူခြင်းနဲ့သတင်းအချက်လက်ရရှိမှုတိမှုနေပါခြင်းကအ धिक အကြောင်းရင်းများဖြစ်ကြောင်းနဲ့စစ်တပ်ဟာစစ်မှုထမ်းများထွက်ပြေးလွတ်မြောက်မှုရော့ကျစေရန်ကောင်းစွာထိန်းချုပ်လှုံ့ဆော်လာနိုင်ကြောင်း MDSI ကတုံ့တက်ပါတယ်စစ်မှုထမ်းတပ်သားတွေဟာရှီရန်စစ်မြေပြင်မှာတော်လိုင်းတပ်ဖွဲ့များထံကိုဆက်သွယ်၍အစုလိုက်အဖွဲ့လိုက်အလင်းဝင်မှုများလည်းရှိနေကြောင်း MDSI ကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ရွေးကောက်ပွဲကန့်ကွက် သူတွေကိုခွေးလေးခုံလို့ဖုံးမထဘူးလို့မိုးဟိန်ပုတ်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်မရှင်ကကျင်းပရင်ပြင်ဆင်နေတဲ့2025ရွေးကောက်ပွဲကိုကန့်ကွက်နေခြင်းမှာ ခွင်းလီခုံလို့ဖုံမထားတဲ့ကိစ္စသာဖြစ်ကြောင်းစစ်ကော်မရှင်လော်ဘီမိုဟိန်သူရိယနေဝန်းကမြောက်ဝတီရုတ်တံမှတဆင့်ပြောဆိုလိုက်ပြီးရပ်ပိုင်းအတွင်းမှာပင်နိုင်ငံတကာအတိုင်းဝိုင်းကအဆိုပါရွေးကောက်ပွဲကိုတရားမဝင်ကြောင်းခက်စိတ်စိတ်ထုတ်ပြန်ရှုတ်ချလိုက်ကြပါတယ်။မြောက်ဝတီရုတ်တံမှထုတ်လွှင့်နေတဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပညာပေးအစီအစဉ်မှာမိုဟိန်ကရွေးကောက်ပွဲအပြီးပေါ်ပေါက်လာမဲ့အစိုးရဟာကဘာကအတိမတ်ပြုသောအစိုးရဖြစ်လာမယ်လို့ယုံကြည်မှုလွန်ကဲစွာပြောဆိုခဲ့ပါတယ်။ ဒါအပြင်ရွေးကောက်ပွဲကိုစန့်ကျင်နေသူတွေရဲ့အတန်ကိုလည်းခွေလီခုံလို့ဖုံးမထားဘူးလို့ခိုင်းလိုက်ကလစ်လျူရှုပြောဆိုခဲ့ပါတယ်။မိုးဟင်းကအတိမတ်မပြုတ်ဘူးဆိုတာတပုံတွေတောင်းကျန်းသူတွေကပြောနေတာပါ။ဘယ်လိုလဲဆိုတော့ NUG ကအာနာလိုချင်တာကိုရွေးကောက်ပွဲအောင်မြင်သွားရင်ပေါ်ပေါက်လာမယ့်အစိုးရကကဘာကအတိမတ်ပြုတ်တဲ့အစိုးရဖြစ်လာတော့မယ်။ကဘာအတိမတ်ပြုတ်လွတ်တော်ကြီးတွေပါလာတော့မယ်။လွတ်တော်မှာခေါင်းပေါင်းကြီးတွေနဲ့အမျိုးသားဝစ်စုံကြီးတွေနဲ့တိုင်းရင်းသားဝစ်စုံတွေနဲ့ ပြည်သူလွတ်တော်ကုစလေတွေကစီစီကကနဲ့လွတ်တော်ကြီးကျင်းပတော့မယ်လို့ပြောဆိုထားပါတယ်။ဒါပြင်အလွန်ခက်ညားတဲ့အပြောင်းလဲကြီးတစ်ခုပေါ်ပေါက်လာတော့မယ်ဆိုတော့အဖြတ်သမားတွေကတွေးပြန်နေပြီးသူတို့ကမြို့ကြီးတွေမှာ5 star hotel ကြီးတွေမှာတဲနေတာရင်းနှီးစလုံးနဲ့ရေချိုးပြီးတော့မှ hotel ကကျွေးတဲ့ cheese တွေ၊ပါမုတ်တွေ၊ chicken တွေ၊တူတာကင်တွေစားပြီးတော့မှ interview ပြီးတော့တိုင်းပြည်ကလူကိုတိုက်ကြခိုက်ကြရွေးကောက်ပွဲကတရားမဝင်ဘူးအော်နေတာသူတို့မျက်နှာတွေမှာကြည့်ပါလား အစီတဝင်းဝင်းနဲ့တခါတည်းပြည့်ဖြိုးပြီးတော့အကုန်လုံးကပြည့်ဖြိုးလှပနေတယ်လို့သူကစက်ပြောထားပါတယ်။သို့တော့မိုဟင်းရဲ့ပြောဆိုချက်အတန်မတိတ်မိမှာပင်ဥရောပသမဂ EU ရဲ့ဥရောပပါလီမန်ကနိုဝင်ဘာလ29ရက်နေ့မှာဆုံးဖြတ်ချက်တရက်ချမှတ်လိုက်ပြီးစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်အလုံးကိုတရားမဝင်ကြောင်းအတိအလင်းပယ်ချလိုက်ပါတယ်။စစ်ကောင်စီ lobby တွေကနိုင်ငံတကာထောက်ခံမှုရရှိတော့မယ်လို့ပုံဖော်နေချိန်မှာဥရောပပါလီမန်ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အဆိုပါဆုံးဖြတ်ချက်မှာ2025ခုနှစ်ဒီဇင်ဘာနဲ့2026ဇန်နဝါရီမှာကျင်းပမယ့်ရွေးကောက်ပွဲတွေကိုဒီအလင်းပယ်ချကြောင်း NUG နဲ့ CRPH တို့ကတရားဝင်ကိုယ်စားလှယ်အဖြစ်အတိအမှတ်ပြုကြောင်းကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့စစ်ကော်မရှင်အပေါ်ကမ္ဘာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုအရေးပေါ်ချမှတ်ရန်တောင်းဆိုကြောင်းပြင်းထန်စွာဖော်ပြထားပါတယ်။မိုးအိမ်ကပြည်တွင်းမှာတရင်ပိတ်ထားတော့လူထုကိုလိန်လို့ရမယ်ထင်ပြီးပြောတာဘေးနိုင်ငံကမှမငြင်းဘူးဆိုပြီးပြောတဲ့အချိန်မှာပဲ EU ပါလီမန်ကလုံးဝလက်မခံဘူးဆိုတဲ့စာထုတ်လိုက်တယ်လို့ဖြစ်သွားတယ်။ခွေးလေးခုံတာမဟုတ်ဘူးနိုင်ငံတကာကစစ်ကော်မရှင်ကိုဝိုင်းပြီးဖိကျင်လိုက်တာပါဒီလိုအချင်းကကြီးဖြစ်သွားတော့သူတို့ရဲ့ဝါရဖြင့်ရန်ညာကြီးတစ်ခုလုံးအဆက်ကွဲသွားတာဘောလို့နိုင်ငံကြီးသုံးသက်သူတဦးကပြောဆိုပါတယ်။မိုဟိန်က NUG ကောင်းဆောင်တွေကိုဟိုတယ်မှာဇင်ခံနေသူများလို့ဆွဆွဲပေးမယ်လေဥရောပပါလီမန်ရဲ့အစည်းအဝေးကစားတင်မှာတော့စစ်ကော်မရှင်ရဲ့ဖိနှိပ်မှုတွေကိုအသေးစိတ်ဖော်ပြထားပါတယ်။ အထူးသဖြင့် Facebook မှာမှတ်ချက်ရေးရုံနဲ့ထောင်ချနိုင်တဲ့ဥပဒေများရွေးကောက်ပွဲကိုဝေဖန်ရင်တည်တံ့ထိပေးနိုင်တဲ့ချိန်ချမှုတွေကိုနိုင်ငံတကာကမျက်ချီမပြတ်စောင့်ကြည့်နေကြောင်းတက်တည်ပြလိုက်ခြင်းဖြစ်ပါတယ်။ရန်ကုန်မြို့ခံလူငယ်တဦးကလည်းသူကခွေးလေးခုံလို့ဖုံးမထားဘူးပြောတယ်အခုနိုင်ငံတကာကဖုံထယုံတယ်မကဘူးမုံတိုင်းမှာဆင်လိုက်ပြီသူတို့ရွေးကောက်ပွဲကိုဘယ်သူမှအတိမတ်မပြုဘူးဆိုတော့ဒီ EU ကြီးညာချက်ကတက်တည်ပဲသူတို့လိန်ပြောနေတာတွေကအခုလိုခဏလေးနဲ့ပေါ်သွားတာပဲလို့ဆိုပါတယ် လက်ရှိအချိန်မှာစစ်ကော်မရှင်ဟာရုရှားနဲ့တရုတ်တို့ရဲ့ထောက်ခံမှုကိုသာအပြုနေရပြီးဥရောပပါလီမန်ကတော့အဆိုပါနိုင်ငံတွေကိုလည်းစီအုပ်စုအားကူညီနေမှုအတွက်ပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။စစ်ကော်မရှင်ကစီစဉ်နေတဲ့ရွေးကောက်ပွဲကိုကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံ၉နိုင်ငံမှဥပဒေပြုလွတ်တော်အမတ်163ဦးတို့ကလည်းပြင်းပြင်းထန်ထန်ရှုတ်ချထားပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလုံးဝလက်မခံဘဲ ညင်းပေရဲ့တိုက်တွန်းတဲ့အိတ်ဖွင့်ပေးစာတစ်စောင်ကိုထုတ်ပြန်ထားပါရခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတကတော့နေပြည်တော် PDF တူရင်းမှုကရေးပေါ်တူအုပ်ကိုအပြစ်ပေးရိုက်နှက်၍တည်ဆုံခဲ့ပြီးရုပ်အလောင်းကိုမြေမြုပ်အစဖျောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်တပ်မတော် PDF နေပြည်တော်တိုင်းစစ်ဌာနနေပြည်တော် PDF တရင်၈၃၂ဒုတရင်းမှုကရေးပေါ်တူအုပ်ကိုအပြစ်ပေးရိုက်နှက်ခဲ့ခြင်းကြောင့် တည်ဆုံခဲ့ရကြောင်းရှစ်တုံညာနှင့်ရဲဘော်ဟောင်းတို့ကပြောပါတယ်။အဆိုပါယူအလောင်းကိုရှစ်တုံညာနှင့်တရင်ရဲဘော်ဟောင်းတို့ရဲ့တိုင်ကြားချက်အရဂရင်းနီပြည်ရဲဌာန KSP အပါအဝင်ဆရာဝန်ကြီးရွာတာဝန်ရှိသူများနေမီကန်တော်လိုင်းအဖွဲ့အစည်းတွေကနိုဝင်ဘာလ22ရက်နေ့မှာတွားရောက်တူဖော်ခဲ့ကြပါတယ်။ထို့သောတူဖော်ရမှာနေပြည်တော် PDF ရှစ်တုံညာနှင့်တရင်စကန်ဟောင်းတောင်ဘက်ပီ300ခန့်အကွာမှာစောင်းတဲ့ပတ်ကမြေမြုပ်ထားတဲ့လူငယ်ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်။ ဖြစ်စဉ်မှာပြီးခဲ့တဲ့ဧပြီလပိုင်းကထူစခန်းတွင်၈၃နှစ်တရင်ရဲဘော်လွတ်မိုးကိုဒုတရင်မှုဆရာကျောင်းအပါအဝင်တာဝန်ရှိသူတွေကအပြစ်ပေးနှိပ်စက်စဉ်တည်ဆုံသွားခြင်းဖြစ်ကြောင်းလာရောက်တိုင်ကြားတဲ့၈၃နှစ်ရဲဘော်ဟောင်းက KPV ကိုပြောကြားပါတယ်ဖြစ်သွားတာကလေးလပိုင်းတဲ့မှာပါတည်ဆုံသွားတဲ့ရဲဘော်က drone တပ်ဖွဲ့တစ်ခုမှတင်တန်းတော်တက်ပြီးရဲမေတယောက်နဲ့မရိမှုဖြစ်တယ်ဆိုပြီးပြန်ပို့တယ်အဲ့ဒီအချက်တွေနဲ့ဒီကလေးကို၆ပောက်ထိတ်တွန်းတဲ့ထက်ပြီးရိုက်နှက်စစ်စစ်ဓာတ်တွေလုတ်တယ်လို့၎င်းကဆိုပါတယ် စစ်စေးနေစဉ်ရဲဘော်လွှတ်မှုကရေတောင်းတောက်ရမှာတက်ခွဲမှုအုတ်ကမှရေဘုံနဲ့စားရည်ဖြော်ရည်လေပင်အား6တောင်းနဲ့နေပြီးစားရည်များလောင်ချတိုက်ခဲ့တယ်လို့ရှစ်တုံညာနဲ့ရဲဘော်ဟောင်းကပြောပြပါတယ်ထိတ်တုံးတဲမှာရိုက်ပြီးတော့ကွင်းပြင်ကိုခေါ်ရိုက်တယ်အဲ့ဒီမှာမိုးချုပ်သွားတော့မမြင်ရလို့ဆိုပြီးဒီဘက်မှာတခါပြန်ခေါ်ရိုက်တယ်အဲ့ဒီရဲဘော်ကရေတောင်းတောက်တော့လဲရေဘုံထဲမှာစားရည်နဲ့ဖြော်ပြီးတော့လေပင်ကို6တောင်းနဲ့နင်းတယ်နင်းပြီးတော့လောင်ထည့်တယ်အဲ့ဒါပြီးရင်ထိတ်တုံးတဲကိုရေစုပ်ကြီးနဲ့ပြန်ထည့်ထားတယ်လို့ တေဆုံရဲဘော်အားနှိမ့်ဆက်ပုံကို၎င်းကရှင်းပြပါတယ်။ထို့နောက်၃ရက်မြောက်နေ့မှာရရှိတန်ရာတွေနဲ့ရဲဘော်လွန်မိုတေဆုံခဲ့ရပြီးဒုတက်ရင်မှုဆရာကျောင်းရဲ့အမိတ်ပေးစီခိုင်းမှုနဲ့ရဲဘော်ရှစ်ဦးကစကန်တောင်ဘက်မှာတွားရောက်မြုပ်နှံခဲ့တယ်လို့ပြောပြပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်၍ဂရင်းနီလူတုအတန်အနေနဲ့နေပြည်တော် PDF နဲ့နေပြည်တော်တိုင်းစစ်ထနာစစ်ဦးစီဘူလက်ကြကိုဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။ထို့အကြောင်းအရာများနဲ့ပတ်သက်၍တာဝန်ရှိသူဆရာကျောင်းခေါ်ရဲဘော်နိုင်လင်းနဲ့ တက်ခွဲမှုရေဘော်အုတ်ကာတို့ကိုရေဘော်တည်စီမှုအလောင်းဖြောင်းမှုတို့နဲ့နေပြည်တော်တိုင်းစစ်တနာကယာရုဖြုတ်သိမ်း၍အကျုံချတာက PDF စစ်ရုံးချုပ်ကကင်တွေစစ်စစ်သွားမှာဖြစ်ကြောင်းနေပြည်တော်ရေဘော်တွေထံကနေစုံစမ်းသိရှိရပါရခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။